။အလုံးမဲမင်္ဂလာပါခင်ဗျ။ပွဲစားကြီးရီကီပါ။မေတ္တာကုမ္ပဏီမှာလှုပ်လှုပ်ပါတယ်အင်ချမ်းမီပွဲစားလှုပ်တယ်တိုင်ပင်ခံလှုပ်တယ်သင်တန်းနေသင်တန်း sharing လှုပ်တယ်ပေါ်ပါပဲနေတယ်အဲ့တော့ကျွန်တော်ဒီ gentrification အကြောင်းပြောထားတယ်ရှေ့ video တခုမှာအဲ့တော့ gentrification နဲ့ဆက်ဆက်နေတယ်နောက်ထပ်ဒီအင်ချမ်းမီလောကမှာ မတိမဖြစ်စကလုံးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒါကကြတော့အာဘယ်လိုမျိုးနေရာမျိုးမှာတုံးတာလဲဆိုတော့ gentrification ဖြစ်စေခြင်းတော့ location အတွက်ကိုအာဏာပိုင်ဆိုရဖွဲ့စည်းတွေကနေပြီးတော့ပြီးတော့ economic incentive တခုဖြစ်ပါတယ်နော် economic incentive ဖြစ်တယ်အဲ့တော့အဲ့ဒါကို tax abatement လို့ခေါ်တယ်အဲ့တော့ property tax abatement လို့ခေါ်တယ်ပြည်ဆောင်ဆိုရင်တော့အဲ့တော့ တော့ဘယ်လိုမျိုးလဲဆိုတော့ဒီအခွန်နဲ့ပတ်သက်တဲ့အခွင့်အရေးတွေပေးတာအခွန် shop ပေါ့ပေးတာအဲတခြားအဲဒီဘယ်လိုပြောမလဲဟိုတင်းမာမှုတွေဖြည့် shop ပေးတာအခွန်နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကို tax abatement လို့ခေါ်ပါတယ်အဲ့တော့ gentrification ဖြစ်စေခြင်းသော location တွေမြို့နယ်တွေဒေသတွေရပ်ကွက်တွေကိုအနာဘိုင်းဆိုရဖွဲ့စည်းတွေကအမြဲတမ်းစောင့်ကြည့်လေ့လာနေကြပါတယ်အဲ့တော့ ဒီနေရာမှာ gentrification ဖြစ်စေခြင်းပြီးဆိုလို့ရှိရင်သူတို့ဒီ policy ကိုအတိုး short adjust လုပ်လိုက်ပါတယ်အဲ့တော့ဒါပေမဲ့လည်းတချို့နေရာတွေမှာ gentrification တော့ဖြစ်စေဖြစ်စေခြင်းနဲ့ဒါပေမဲ့အစိုးရမှာ budget မရှိတာတို့ဟိုဦးစီးဦးဆောင်လုပ်မဲ့ capacity မရှိတာတို့ဆိုလို့ရှိရင်အာအဲ့ဒီနေရာကြီးဟာ e လဲ e လဲနဲ့ဟိုတိုင်ပတ်နေတတ်ပါတယ် အဲ့တော့ဟိုဖွံ့ဖြိုးတိုးတက်မှုလည်းနောက်ကျအဟိုမရောက်ဒီမြောင်နဲ့ကိုလိုကလန်နေဖြစ်နေတာပေါ့အဲ့တော့အင်ချင်မြေဈေးကွက်ရလည်းအောက်ကိုကြာပါပါတယ်ဥမာရန်ကုန်မှာဆိုဘလို့နေရာမျိုးကိုကျွန်တော်ပြောချင်လဲဆိုတော့တင်ငန်းကျွန်းမြို့နယ်ကိုကျွန်တော်တိတ်မကြိုက်ဘူးမကြိုက်ဘူးခင်ဗျအဲ့တော့တင်ငန်းကျွန်းမြို့နယ်က develop ဖြစ်ဖို့အကောင်းဆုံးမြို့နယ်တွေထဲတစ်ခုဖြစ်တယ်ဒါပေမဲ့ထင်းသလောက်မဖြစ်နေဘူးအဲ့တော့ဘာလို့လိုအပ်နေလဲတော့ကျွန်တော်လည်းမသိဘူး ကျွန်တော်အုပ်ချုပ်ရေးပိုင်းကလူလည်းမဟုတ်ဘူးဆိုရဝန်ထမ်းလည်းမဟုတ်ဆိုကျွန်တော်ကိစ္စလည်းမဟုတ်ဒါပေမဲ့ကျွန်တော်ကိစ္စဈေးကွက်ကို monitor လုပ်တဲ့အတွက်ကျွန်တော်ဓာတ်တွေကိုတည်နေခြင်းဖြစ်တယ်အဲ့တော့ပြန်ပြီးဆက်သွားလိုက်အောင်အဲ့တော့လေဒီ test bait bank ကအာဒီအာဘလူးချီနေမျိုးတွေအတွက်ကိုလုံတာလဲဆိုတော့သူကဒီ economic development ကိုသွားကျင်လို့လုပ်တာနံပါတ်1ကနံပါတ်2ကကြတော့ urban revitalization ကိုသွားကျင်တာအဲ့တော့မြို့ပြနလန်ထူရေးပေါ့ revival ဆိုတာက revival revival ဆိုတာကနလန်ထူတာပြန်လဲပြန်လဲရှင်သန်တာအဲ့လိုမျိုးပြောပြအဲ့တော့ခုနကကျွန်တော်ပြောသွားတယ်အဲတကယ်ညို့ညို့နေဆိုလို့ရှင် urban revitalization ကိုသွားသင်တယ်အာညို့နေတခုလို့ကျွန်တော်ထင်ပါတယ်အဲနောက်ပြီးနံပါတ်3ကကျတော့ဒီ affordable housing တွေကိုဟိုဟိုဖြစ်စေချင်တာပေါ့လူအခြေခံလူတန်းစားနဲ့လူလက်တန်းစားတို့အတက်နိုင်တဲ့အင်အားစီမံကိန်းတွေကို ဟိုတော့ဖို့အတွက်ကိုဒီ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 အဲဒီ test ကိုဖြေလျှော့ပေးတဲ့ကိစ္စတွေကိုအစိုးရတွေက policy ဘိုင်းကနေပြီးတော့လှုပ်ဆောင်ကြပါတယ်။အဲ့တော့သူတို့ဒီအိမ်ရပေါ်ဆောင်မဲ့သူတွေ၊စာရုံလုပ်ရုံတွေ၊ဒီထောင်မဲ့သူတွေအဲဒီနေရာမှာဟိုစားသောက်ကုန်လုပ်ငန်းတွေ၊ဗားလုပ်ငန်းတွေ၊ညာလုပ်ငန်းတွေလုပ်မဲ့သူတွေအဲ့ဒါတွေအတွက်ကိုသူကအထူးပလန်နေနဲ့သူကခွန်ခါလျှော့ပေးတယ်။ဆိုကြပါစို့ဥပမာတစ်ခုပြောပြမယ်။ โอเคမင်းဒီဒီမျိုးနယ်မှာအာမြေကွက်ဝယ်ပြီးတော့စက်ရုံအလုံးုံထောင်မယ်ဆိုလို့ရှင်မင်းမြေကွက်ကိုအမိဖောက်တဲ့အခါမှာ test ကိုကင်းလွတ်ခွင့်ပေးမယ်အခွန်ကင်းလွတ်ခွင့်ပေးမယ်ဒါပဲโอเคဖြစ်နိုင်တယ်လေအဲနောက်ပြီးတော့မင်းဒီဒီမျိုးနယ်မှာဒီ data မှာမင်းဒီလုပ်ငန်းကိုတိဆောက်လဲပတ်မယ်ဝန်ထမ်းတွေဘယ်လောက်ထားမယ်ဘာညာတာကဆိုရင်မင်းလုပ်ငန်းအတွက်ကို9နှစ်ဒါမှမဟုတ်10နှစ်အခွန်ကင်းလွတ်ခွင့်ပေးမယ် အဲအဲ့လိုမျိုးတွေရတယ်လေကြာတာပဲအဲ့တော့ဒါကအာနာပိုင်ဖွဲ့စည်းတွေမှာအာမူတည်တယ်ဘာလို့လဲဆိုတော့အာနာရှိတဲ့အတွက်ဒီဥစ္စာကိုသူတို့ဒီဒီဒေတာစကူရဲ့ဖွံ့ဖြိုးခြင်းတိုးတက်ခြင်းကိုဒီလိုမျိုးဒီလိုမျိုးလေးပဲကစားနေရုံပဲကစားနေရုံပဲ policy နဲ့လေအဲ့တော့ policy maker တွေရဲ့အတွေ့အကြုံမှားဝိုင်းရင်လည်းအာဒီဒေတာတွေဟိုပျက်စီးတတ်တယ်လို့ policy maker တွေရဲ့လူလူတွေးခေါ်လေးမှန်သွားတယ်လှုပ်လှုပ်တာလေးကောင်းသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းသူပြည်သားတွေအကုန်လုံး develop ဖြစ်တယ် အဲ့တော့အဲ့လေးကိုပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဟိုအင်ယာတွေကို ပြန်လဲပြီးတော့ဟိုဘယ်လိုပြောမလဲအဲ့အင်ယာတွေကိုတိဆောက်ပြီးတော့အရင်ဦးဆုံးတိဆောက်ပြီးတော့သူကဟိုလုပ်ငန်းကင်ငန်းတွေစက်ရုံလုပ်ရုံတွေတိဆောက်ပြီးတော့သွားတဲ့အခါမှာဒီခါလေးကြာလို့ရှိရင်တိုင်မင်အောက်တာတွေဖြစ်တတ်တယ်တချို့ဒေသတွေမှာဥမာပြောဟိုကျွန်တော်ဥမာတခုပြောမယ်တီလဝါပေါ့တီလဝါမှာဆိုလို့ရှိရင်တိုက်ခန်းတွေရောင်းကြတယ်ဘယ်သူတွေနေလဲတော့ကျွန်တော်တော့သိတော့မသိဘူးကျွန်တော်လက်တစ်ခါမှတော့မရောက်ဘူးအဲ့တော့တီတီလဝါ ဒီ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 လောဝါမှာစက်ယုံနေရှိတယ်အဲ့ဒီစက်ယုံနေကလည်းတော်တော်လေးကိုအခုနောက်ပိုင်းမှာဒီကိုဗစ်နောက်ပိုင်းကနေစပြီးတော့ဗောနော်ဒီဒီစက်ယုံမလဲပတ်တဲ့စက်ယုံနေအခုထိမ့်ပြီးလဲပတ်နေရတဲ့ဟာတွေအဲ့လိုမျိုးတွေလောက်ပဲကျန်တော့ဒီအိမ်ရည်ကတကယ်လက်တွေ့ဆန်ရင်လားဆိုရဲဟာကိုကျွန်တော်ဟိုတန်တရားဖြစ်မိတယ်အဲ့လိုမျိုးတွေဗောနော်ကောင်းကျိုးဆုပြစ်တွေကတော့အများနဲ့ရှိကြပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောတဲ့စကားလုံးလေးကိုအထိပယ်လေးကိုအတိတ်နဲ့လေးကိုနားလည်ဝိုင်းကျင့်နေပါတယ် 为啥一入酒吧就迷啊？